မင်္ဂလာပါခုချိန်မှာတော့သခင်ယေရှုခရစ်တော်ကဘယ်သူလဲဆိုတော့ကောင်းစဉ်အားဖြင့်နည်းငယ်ပြောပြလိုပါတယ်အဲ့တော့ရှမသဲခရစ်ဝင်အခန်းကြီး16ကိုကျွန်တော်အဓိကအခြေပြုပြီးတော့မှပြောလိုပါတယ်အဲ့တော့ရှမသဲခရစ်ဝင်အခန်းကြီး16မှာသခင်ယေရှုခရစ်တော်ဟာဖိလိပ္ပိမြို့ရဲ့เนาะဒီနေ့ကြီးလက်ကိုခီးသွားတဲ့အခါမှာเนาะတပည့်တော်တွေကိုမိခဲ့ပါတယ်เนาะအခုငါက ကောင်းကင်နိုင်ငံတရားတွေဟောတယ်၊နတ်ဆိုးတွေနှင်ထုတ်တယ်၊အနာရောဂါတွေငြိမ်းတယ်။ငါရဲ့တက်တာကပါရီရှဲရီနဲ့မတူဘဲနဲ့နော်ဒီလိုဘုရားသခင်ရဲ့အမှုတွေကိုပြုတဲ့အခါမှာလူပရိသတ်တွေကငါ့ကိုဘယ်သူလို့ဝေဖန်နေကြလဲလို့အဲ့လိုမျိုးမေးပါတယ်နော်။အဲ့တော့အဲ့လိုမေးတဲ့အခါမှာပီတတူတို့တပည့်တော်တွေကဘာပြန်ပြောလဲဆိုရင် ော့တချို့သောသူတွေကကိုရောဟာဗတ္တိဇံဆရာယောဟန်ရှင်ပြန်ထမြောက်လာတယ်လို့ပြောတဲ့သူလည်းရှိပါတယ်တဲ့နော်။အော်တချို့သောသူကတော့ကောင်းကင်ကိုချီဆောင်ခြင်းခံရတဲ့အေလိယားဟာပြန်ဆင်းလာတယ်လို့ပြောတဲ့သူလည်းရှိပါတယ်လို့နော်ပြန်လျှောက်ကြတယ်။နောက်နောက်နောက်တစ်ခုကတော့တချို့သောသူကကိုရောဟာပရောဖက်ယေရမိကဲ့သို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဆင့်ဆင့်ဆိုတဲ့သူဖြစ်တယ်လို့เนาะပြောကြပါတယ် ဒီလိုနဲ့သခင်ယေရှုခရစ်တော်ကထပ်ပြီးတော့မှမေးပါတယ်ဟုတ်ပြီဒါဆိုရင်မင်းကရောမင်းတို့တပည့်တော်တွေကရောငါ့ကိုဘလို့ထင်လဲဘလို့လူလို့ထင်လဲလို့မေးတဲ့အခါကျတော့ပေတရုကပြောခဲ့ပါတယ်ရှမသဲခရစ်ဝင်ခန်းကြီး16အခန်းငယ်ကျွန်တော်တို့နော်16မှာပြောခဲ့ပါတယ်ရှမုန်ပေတရုကတဲ့ကိုရောကဘာလို့လဲဆိုရင်ခရစ်တော်ဒီဟူသောအသက်ရှင်တော်မူသောဘုရားသခင်ရဲ့သားတော်ဖြစ်တယ်လို့ပြန်ပြောပါတယ်အဲ့တော့ဒီဒီလိုပြန်ဖြေတဲ့အခါမှာအပြည့်မှန်ပါတယ် အဲ့ခါမှာသခင်ရှိခွတ်တော်ဟာဝမ်းမြောက်တဲ့စိတ်နဲ့ဘာပြောလဲဆိုရင်ရှမုံမင်းဟာမင်္ဂလာရှိတယ်။ဘာလို့မင်္ဂလာရှိတာလဲ။မှန်သောစကားကိုပြောလို့မင်္ဂလာရှိတယ်။ဒါပေမဲ့ဒီလိုမှန်သောစကားကိုပြောနိုင်တာလဲမင်းရဲ့အသွေးသားမင်းရဲ့ဉာဏ်ပညာအပြင်ပြောတာမဟုတ်ဘဲနဲ့ခမဲတော်ဖျားသခင်ရဲ့ဝိညာဉ်ကမင်းကိုဖော်ပြလို့မင်းပြောတာဖြစ်တယ်လို့ဆိုပြီးတော့မှဒီနေ့သခင်ရှိခွတ်တော်ကသူဟာခရစ်တော်ဖြစ်တဲ့အကြောင်းကက်တင်ရှင်ဖြစ်တဲ့အကြောင်းကိုတပည့်တော်တွေကိုဖွင့်ပြခဲ့ပါတယ်။ အဲ့လိုဖွင့်ပြပြီးတော့မှပြီးပြီလားမပြီးသေးပါဘူးเนาะတခင်ယေရှုခရစ်တော်ကငါခရစ်တော်ပဲငါကကက်တင်ရှင်ပဲငါကဘုရားသခင်ရဲ့သားတော်ပဲဆိုပြီးတော့မှเนาะသူ့ရဲ့เนาะယာဒူးတွေသူ့ရဲ့ဂုံတွေသူ့ရဲ့ဖြစ်တည်မှုတွေကိုအသုံးချပြီးတော့မှဝါကြွားတဲ့ဘက်မှာသူအတော့မချခဲ့ပါဘူးတခင်ရှိခွတ်တော်ကသူခရစ်တော်လို့ဖွင့်ပြပြီးတော့မှဗာဆက်ပြောလဲဆိုရင် စမတ်သက်ခရစ်ဝင်ခန်းကြီး၁၆အခန်းငယ်၂၁မှာဟုတ်ပြီဒါကြောင့်ငါကခရစ်တော်ဖြစ်လို့ခရစ်တော်အလုပ်ကိုလုပ်ရမယ်အဲ့ဒီခရစ်တော်အလုပ်ကဘာလဲဆိုရင်ယေရုရှလင်မြို့ကိုသွားရမယ်နော်လူကြီးကဲယိပရောဟိတ်ကြီးဂျမ်းပြူစီယာတို့လက်၌များစွာနှိမ့်ဆက်ညှင်းဆဲခြင်းလှောင်ပြောင်တေယောခြင်းကိုခံရမယ်နောက်ဆုံးမှာအသေးသက်ခြင်းကိုခံရမယ် နော်ဒါပေမဲ့လည်းသုံးရမြောက်တော့နေ့မှာရှင်ပြန်ထမြောက်မယ်ဆိုပြီးတော့မှနော်ဒီနေ့သခင်ရှိခွတ်တော်ဟာသူလှုပ်ရမယ့်ခွတ်တော်အလို့ကိုပြောခဲ့ပါတယ်အဲ့ဒီခါမှာပတတုကဘာပြန်ပြောလဲနော်ကိုတော်ကိုတဲ့စိတ်ကြွယ်ရအရက်တို့ခေါ်ပြီးတော့မှဘာပြန်ပြောလဲဆိုရင်ကိုတော်ဤတို့ဖြစ်လို့မရဘူးကိုတော်တည်သွားလို့မရဘူးလို့ပတတုကပြောပါတယ်အဲ့ဒီခါမှာသခင်ရှိခွတ်တော်ကဘာပြန်ပြောလဲဆိုရင် မင်းကငါရဲ့ယန္တူပဲစာတန်ငါနောက်သူစုတ်ပါစုတ်ပါမင်းကငါတိုက်ပြီးလဲเสียအကြောင်းဖြစ်တယ်။ဘာကြောင့်လဲဆိုရင်မင်းဟာဘုရားသခင်ရဲ့နိုင်ငံတော်မဆွဲလန်းပဲနဲ့ဒီလောကမှာရှိတဲ့လူလူပစ္စည်းလောကအရာအာနာဂုံဒရက်စီစဉ်ချမ်းသာတွေကိုမင်းဆွဲလန်းနေတယ်ဆိုပြီးတော့မှသခင်ယေရှုကဆုံးမခဲ့ပါတယ်။ဒါကြောင့်သခင်ယေရှုသည် ခရစ်တော်ဖြစ်တဲ့အတွက်ကြောင့်မလို့ခရစ်တော်အလုပ်ကိုလုပ်ရမယ်အဲ့ဒီခရစ်တော်အလုပ်ကပါလေလောကကတိုင်မှာအသေးခံရမယ်ရှင်ပြန်ထမြောက်ပြီးတော့မှလူသားတွေရဲ့အဖြစ်ကိုရွေးနှုတ်ကယ်တင်ရမယ်ဒါပေမဲ့ပေတရုကသုံးနှစ်သုံးမိုးလုံးသခင်ယေရှုနောက်ကိုလိုက်လာပေမဲ့သခင်ယေရှုအားဖြင့်ပြောတဲ့ဖျားသခင်ရဲ့အလိုတော်ကိုသူမသိဘဲနဲ့ ူဟာသခင်ယေရှုဟာဒီလောကရဲ့ဘုရင်ဖြစ်မယ်ဒါဆိုရင်တပည့်တော်12ပါးကဒီလောကမှာဝင်ကြီးတွေဖြစ်မယ်ဆိုပြီးတော့မှဒီလောကအရာကိုပဲသူတို့မျှော်လင့်နေခဲ့ပါတယ်။ဒါကြောင့်ဒီနေ့များစွာသောခရိယန်တွေလည်းဒီနေ့ပိတိတုတို့တော့တပည့်တော်တွေကဲ့သို့ပဲ ဘုရားသခင်ပေးခြင်းတဲ့အလိုတော်ဘုရားသခင်ပေးခြင်းတဲ့အရာကိုမသိဘဲနဲ့ကိုကိုရဲ့တက်မဲ့တဲ့စိတ်နဲ့ပဲဒီလောကအရာတွေကိုမျှော်လင့်နေကြပါတယ်เนาะတချို့သောခရိယန်တွေကကောင်းကင်နိုင်ငံလဲစိတ်ဝင်စားဘူးတရားစီရင်ခြင်းလဲစိတ်ဝင်စားဘူးထာဝရငရဲကိုလဲစိတ်ဝင်စားပဲနဲ့ ဘာပဲစိတ်ဝင်စားလဲဆိုရင်ကြမ်းမာဖို့ချမ်းသာဖို့လွတ်မြောက်ဖို့ငြိမ်သက်ဖို့เนาะဒီနေ့ပါလဲတိမ့်ပိုက်ဖို့ဝန်ခံဖို့ဘိတ်သိက်ကောင်းကြီးဒါတွေနောက်ကိုပဲလိုက်နေတာကတော့သခင်ယေရှုပြောတယ်လို့ပဲတင်တို့ဟာဖျားသခင်ရဲ့အရာကိုမဆွဲလန်းလူလောကအာဏာရုပ်ဝတ္ထုပစ္စည်းတွေကိုဆွဲလန်းတယ်လို့ပြောခဲ့တယ်လို့မျိုးเนาะဒီနေ့လမ်းမနေတယ်ဆိုတာကိုကျွန်တော်တို့သိဖို့လိုပါတယ်နောက်ပြီးတော့မှသခင်ယေရှုခရစ်တော်ကဆက်ပြီးတော့မှဗာပြောလဲဆိုရင် ရှမသက်16 24မှာခွတ်တော်ကခွတ်တော်အလို့လုပ်ရမယ်ဆိုရင်ငါနောက်လိုက်ချင်တဲ့မင်းတို့တပည့်တွေငါစီမှာဆရာငါ့ကိုဆရာတင်ပြီးတော့မှငါစီမှာတပည့်ခံပြီးတော့မှစိတ်ကက်ချင်တဲ့မင်းတို့ကဘာလုပ်ရမလဲเนาะအချက်၃ချက်ကိုပြောပါရဲနံပါတ်၁ကတော့เนาะကိုကိုကိုညင်းပယ်ရမယ်နံပါတ်၂ကတော့ကိုလဝါကတိုင်ကိုကိုထမ်းရမယ်နောက်ဆုံးနံပါတ်၃ကတော့ငါနောက်ကိုလိုက်ရမယ် နော်အဲ့လိုပြောပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာမှာဒီနေ့သခင်ယေရှုခရစ်တော်နောက်ကိုဒီနေ့လိုက်ဖို့အတွက်ဘာလို့မလဲသခင်ယေရှုခရစ်တော်ရဲ့နောက်ကိုစိတ်ကပ်ပြီးတော့မှသခင်ယေရှုခရစ်တော်သွားခြင်းနဲ့သွားတဲ့ကောင်းကင်နိုင်ငံကိုကျွန်တော်သွားခြင်းနဲ့ဆိုရင်ကိုကိုကိုညင်းပယ်ရမယ်ကိုလိုချင်တဲ့အရာကိုစိတ်ခံစားချက်တွေကိုညင်းပယ်ပြီးတော့မှကျွန်တော်ကဘုရားသခင်ရဲ့အလိုတော်ဖြစ်တဲ့တမန်တော်အတိုင်းအသက်ရှင်ရမှာ ဖြစ်ပါတယ်။နောက်နောက်တစ်ခုကတော့ကိုယ်လဝါကတိုင်ကိုထမ်းရမယ်။သခင်ယေရှုခရစ်တော်နောက်ကိုလိုက်တဲ့အခါမှာကျွန်တော်ညင်းပယ်ရတဲ့အရာတွေရှိတယ်၊မြို့သက်ရတဲ့အရာတွေရှိတယ်၊ပင်ပန်းတဲ့အရာတွေရှိတယ်၊မျက်ရည်ကျတဲ့အရာတွေရှိတယ်။အဲ့ဒါဟာကျွန်တော်တို့ရဲ့ကားတိုင်းပဲ။ ော်အဲ့တော့ကိုကားတိုင်းကိုကိုထမ်းမှာဖြစ်တယ်နောက်ဆုံးနံပါတ်2ကတော့ကျွန်တော်တို့ကယေရှုနောက်ကိုလိုက်ရမှာဖြစ်တယ်နာမည်ကြီးကြီးနောက်ကိုလိုက်တာမဟုတ်ဘူးငွေကြီးနောက်ကိုလိုက်တာမဟုတ်ဘူးနော်ဒီအလှငွေနောက်ကိုလိုက်တာမဟုတ်ဘူးနော်ဒီသခင်ယေရှုခရစ်တော်နောက်ကိုလိုက်ရမှာဖြစ်ပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများနော်ခရစ်တော်သည်ခရစ်တော်အလုပ်ကိုလုပ်ပြီးတော့မှအခုခမဲတော်ဖျားသခင်ရဲ့လက်ရာတော်မှာဆံပြီးတော့မှကျွန်တော်တို့ကိုဆွတ်တောင်းပေးနေတယ်မကြခင်လက်တစ်ဖန်ပြန်ကြွလာပြီးတော့မှခြေဆောင်သိမ်းဆဲပြီးတရားစီရင်အောင်မှဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကရောသခင် င်ယေရှုခရစ်တော်နောက်ကိုလိုက်တယ်လို့ပြောပြီးတော့မှနော်ကားတိုင်းလည်းမထမ်းဘူးကိုယ့်ကိုယ်လည်းမငင်းပယ်ဘူးပတ်စံငွေကြီးစီးစိမ်ချမ်းသာကျမ်းမာချမ်းသာနောက်ကိုပဲလိုက်နေတယ်ဆိုရင်သိကြတယ်ကျွန်တော်တို့ဟာသခင်ယေရှုနောက်ကိုလိုက်တဲ့ခါမှာအဲ့လိုလမ်းမနေခဲ့မယ်ဆိုရင်သင်ဟာအဲ့လိုလမ်းမနေခဲ့မယ်ဆိုရင် ကောင်းကင်နိုင်ငံကိုမရောက်ဘူးဝင်ခွင့်မရဘူးအာဓမအမှုကိုပြုတော်သူဆိုပြီးတော့မှသခင်ရဲ့ညှင်းပယ်ခြင်းကိုခံရနိုင်နေဆိုတာကိုတတိရှိပြီးတော့မှယခုပင်သခင်ယေရှုနာကိုလိုက်ပါယခုပင်ကိုယ့်ကိုညှင်းပယ်ပါယခုပင်ကိုယ့်ကားတိုင်ကိုထမ်းပြီးတော့မှသွားခြင်းအပြင်ဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းကင်နိုင်ငံကိုဝင်နိုင်ပါစေသခင်ယေရှုကြွလာတဲ့အခါမှာလည်းတဘိုးမှုတ်တဲ့အခါမှာလည်းချီဆောင်ခြင်းမှာပါနိုင်တော်သူဖြစ်ဖို့ရန်အတွက်ဤနေ့အရာအပြည့်နှိုးဆော်လိုက်ပါရယ်အရောက်တိုင်းပေါ်မှာဖြောင့်ရှင်ကောင်းကြီးပေးပါစေ